စိတ်ကျမ်းမာရေးအတွက်အခြေခံအချက်များတတော်များများ သိပြီးသားကျွန်တော်လည်းရေးဘူးပြီးသားအချက်တွေပါပဲအခုချိန်အားလုံးလည်းပင်ပန်းနေကြမှာမို့ပြန်ပြီး remind လုပ်တဲ့အနေနဲ့ရေးထားတာပါ ကိုကိုကိုပြန်တရိပ်ပေးတဲ့သဘောလေးပါပါတယ်ဒီစာကိုဖတ်တဲ့အထဲတဘာဝဘေးကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ မိသားစုဝင်ဆုံးရှုံးလိုက်ရသူတွေတိုက်ရိုက်တော့မထိပဲမဲ့တွယ်ဝိုက်ပြီးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်နေသူတွေအမျိုးမျိုးပါနိုင်ပါတယ်ကိုနဲ့ကန့်ညီတာကိုပဲယူစေချင်ပါတယ်ပထမနံပါတ်1ကိုယ့်ရဲ့ခံစားချက်တွေကိုအသိမှတ်ပြုပါဒီမှာအတင်းချုပ်တီးမထားပါနဲ့တိတ်လောင်မထားပါနဲ့မျိုးတိတ်မထားပါနဲ့ငါထက်ဆိုးရတဲ့သူတွေအများကြီးပါ ညီရမှာအားနာတယ်ဆိုပြီးတော့မတွေးပါနဲ့ကိုကိုကိုကျင်နာပါတူတယောက်ကိုရင်ဖွဲ့မှာဒါမှမဟုတ်စာအုပ်တဲဖြစ်ဖြစ်ချရေးပါနောက်တစ်ချက်ကတော့ချစ်ခင်ရသူတွေနဲ့အတူနေပါအထီးကျန်မှုစိတ်လေမှုတို့ကိုတတ်တာစေပါတယ်စိတ်လုံးကြုံမှုကိုလည်းရစေပါတယ်နောက်ပိုင်းကျရင်လုံလို့ရလာနိုင်တာက peer support group ပါကင်ဆာယောဂါရှင်တွေမူရစ်ဆေးဖြတ်လို့သူတွေအချင်းချင်းရင်ဖွင့်ကြတယ်ဖက်လှယ်ကြတယ်အားပေးကြတယ်ဒီလိုမျိုးပေါ့တူညီတဲ့ဒီကပ်ဘေးကိုကြုံခဲ့ရသူတွေအချင်းချင်းစကားပြောလို့ရတဲ့အစီအစဉ်တွေဒါကချက်ချင်းတော့မဖြစ်နိုင်ပေမဲ့နောက်ပိုင်းရှိလာရင်လည်းကောင်းပါတယ်။နောက်နံပါတ်3ကတော့ကိုကိုကိုဂရုစိုက်ပါ။စိတ်အစဉ်မပြေရင် ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကမူမမှန်တော့ပါဘူးအဲ့ဒီလိုမမှန်တော့ရင်စိတ်ကလည်းအဆင်မပြေပါဘူးဒါကြောင့်မို့တတ်နိုင်သမျှကိုယ့်ရဲ့လူနေမှုပုံစံကိုအယမ်းချော့ထွက်မသွားအောင်ထိမ့်သိမ်းပါအဲ့ချိန်စားချိန်မှန်ပါစေကိုယ်လက်လှုပ်ရှားမှုလည်းရှိပါစေအရက်ဆေးလိပ်ဓာရီကိုမရှောင်နိုင်တောင်မှအလွန်အကျုံမတုံးမိပါစေနဲ့ ။နောက်စိတ်သက်သာရာရစေမယ့်ဝါသနာပါရလေးတွေလည်းလုပ်လို့ရပါတယ်။နံပါတ်၄ကတော့ဆိုရှယ်မီဒီယာရှော့ပြီးတော့သုံးပါ။သတင်းအချက်လက်ကဘာမှမရရင်လည်းမကောင်းတယ်လို့ပဲ။ညားလုံးရင်လည်းမကောင်းပါဘူး။ကိုယ့်ရဲ့စိတ်ကိုညင်ညူးလာစေပါတယ်။ပူလောင်လာစေပါတယ်။သတင်းတူသတင်းမားတွေလည်းအများကြီးဖြစ်နေတာဆိုတော့ပူဆိုးပါတယ်။ဒါကြောင့်လူတလောက်ပဲသုံးအချိန်နဲ့သုံး စိတ်ချယုံကြည်ရတဲ့သတင်းရင်းမြစ်နဲ့လူပုဂ္ဂိုလ်တွေစီကပဲဖတ်ပါစိတ်တတော်အဆင်မပြေရင်အင်တာနက်နားထားလိုက်တာပိုပြီးတော့ကောင်းပါတယ်နံပါတ်5ကျွမ်းကျင်သူတွေစီကအကူအညီကိုယူပါစောင်းပါအစမှာရေးခဲ့တယ်လို့ပဲဒီတဘာဝဘေးကိုကြုံတွေ့ခဲ့ရပုံချင်းထိခိုက်ခဲ့ရပုံချင်းမတူကြပါဘူးဒီတော့ဖြစ်နေတဲ့စိတ်အခြေအနေချင်းတွေလည်းမတူနိုင်ပါဘူးဒါကြောင့် ကိုယ့်ရဲ့အနေထားကတော်တော်လေးပြင်းထန်နေတယ်ဆိုရင်ကျွမ်းကျင်တဲ့ professional တွေရဲ့အကူအညီကိုလူကောင်းလိုပါလိမ့်မယ်။ဆွေးနွေးမှုလုပ်ဖို့လိုမယ်ထင်ရင်ပြုလုပ်ပါ။ဒါကရှက်စရာကိစ္စလည်းမဟုတ်ပါဘူး။ခန္ဓာကိုယ်နာဖျားလို့စေကမ်းသွားရတယ်လို့မျိုးပါပဲ။နံပါတ်6ကတော့အချင်းချင်းနားလည်မှုထားပါ။ဒါကသိအရေးကြီးပါတယ်။အထူးသဖြင့်တော့ထိခိုက်ခံစားခဲ့ရသူတွေကို ပို့ပြီးတော့တောင် နားလည်မှု ပေးကြရပါလိမ့်မယ်။အကဲဆက်နေတဲ့ကာလဖြစ်တာကြောင့်ဘသူရင်ထဲမှာ ဖြစ်ဖြစ်လောင်စာရှိထားပြီးသား။ထလောင်ဖို့မိတစပဲလူနေတာဆိုတာကိုသတိချက်စေချင်ပါတယ်။အပြောဆို အပြုတ်မှုကလေးတွေလည်းဂယုစိုက်စေချင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့သတင်းကောင်းတွေကိုရှာဖွေပါ။တော်မီလောင်တောကြောင်လက်ကမောင်းခတ်တာတွေ ကိုချင်းစာစိတ်မရှိတာတွေ အမျက်ကြီးစားတဲ့လိန်စားညာစားတဲ့ဝိသမလောဘသမားတွေပေါ်လာတတ်ပါတယ်။သူတို့အကြောင်းတွေကြီးအကြအများတဲ့အခါမှာစိတ်ပြက်လာလိမ့်မယ်။အားကုန်လာလိမ့်မယ်။တကယ်ကဒါလူတဘာဝပါပဲ။ကိုကသာကိုစိတ်နဲ့နှိုင်းမိနေတာကိုဒါတွေကိုပြန်ပြီးတော့ထိန်းဖို့အတွက်စိတ်ကြည်နူးစရာသတင်းတွေလူကောင်းသူကောင်းတွေအကြောင်းကိုရှာဖွေဖတ်ရှုဖို့လိုပါတယ်။ ကိုတွေ့ခဲ့တဲ့တိထားမိခဲ့ရင်လေအများအတွက်မျှဝေပေးစေချင်ပါတယ်။အခုချိန်ကအနည်းငယ်မြင်နေရသူတွေကြတော့လေစိတ်ဒုက္ခဖြစ်စရာတွေအဝေးကလူတွေကြတော့လေအပြည့်ရှိသလိုဖြစ်နေတဲ့ခံစားချက်တွေနဲ့လူတိုင်းနေပါအဆင်ပြေနေကြမှာမဟုတ်ပါဘူး။တကယ်တော့တာမန်ပါပဲ။ချိန်ဟုတ်ဖြစ်စဉ်ကိစ္စပါပဲ။မနေ့ကရေးသလိုပါပဲ။ အဲ့ဒီလိုတွေမဖြစ်ဘူးဆိုမှတခုခုမားနေတာပါတို့ပဲမဲ့ဒီခံစားချက်တွေကိုအရန်လွှမ်းမိုးခွင့်မပေးပဲကိုယ့်ဘက်ကတတ်နိုင်သလောက်တော့စီမံစေချင်ပါတယ်ခံစားခဲ့ရတဲ့အတိမ်နဲ့တွေမတူတာမို့လွယ်လွယ်ကလေးတော့မပြောရပါဘူးကိုယ်တိုင်သာဆိုရင်တော့ဒီလိုစာတွေတောင်ဖတ်နိုင်ပါမလားမသိကြပါဘူးတည်တော့ ကိုကြောင်နေရတဲ့အတိုင်းတာလိုက်လိုအပ်မဲ့ထဏာကိုလောက်ပါလို့ပဲတိုက်တွန်းပြရစီဒေါက်တာဖြူတီဟာ၂ရက်၄လ၂၀၂၅